မြေပြင်တော်လိုင်းသတင်းတွေနဲ့ပတ်သက်လို့ရှိရင်ကျမတို့သိပြီးတော့မပြောချင်ပါဘူး။အယုတ်စီမဲ့သတင်းတွေဆိုရင်ပို့ပြီးတော့တော့မပြောချင်ပါသေးတယ်။ဒါပေမဲ့ဒီနေ့ TNL ကနေပြီးတော့ထွက်လာတဲ့သတင်းကိုကြည့်ပြီးတော့မှကျမတို့သုံးသပ်ဖို့ဆွေးနွေးဖို့နဲ့သတင်းအမှန်တွေပြည်သူလူထုတီးဖို့လိုတယ်။နောက်ကဘာဆက်လုပ်ရမလဲဆိုတာတွေကိုလည်းကျမတို့ဆွေးနွေးဖို့လိုအပ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ကျမကဒီနေ့ TNLA ထုတ်လိုက်တဲ့သတင်းနဲ့ပတ်သက်ပြီးတော့မ ဆွေးနွေးမှာဖြစ်ပါတယ်။ဒီနေ့ထွက်လာတဲ့သတင်းကတော့တည်တဲ့အတိုင်းပဲဘူကုန်းနဲ့ဘူမိတ်ကိုပြန်ပေးလိုက်ရပြီဖြစ်ပါတယ်။အပြစ်ကရက်စဲရေးကို PNL နဲ့စစ်ကောင်စီကလက်မှတ်ထိုးပြီးတော့ပြန်ပေးလိုက်တာ။အဲ့တော့အသက်သွေးချွေးတွေရင်းပြီးတော့မှအရင်ပြုတ်ပြီးတော့မှတိုက်ထားခဲ့ရတဲ့မြို့နယ်တွေဖြစ်ပါတယ်။လက်ရှိတရားလေးလက်ထဲမှာတိန်းထားနိုင်တာ၄မျိုးလောက်ပဲရှိပါတော့เนาะအဲ့တော့ကျမတို့ဒီ TNLA တို့ MMDA တို့ နဲ့တွဲပြီးတော့မှเนาะကျမတို့ဤတွင်နဲ့က PDF တွေပြည်သူတွေကထွက်လာတဲ့လူငယ်တွေတော်တော်များများအသက်ချွေးတွေပေးခဲ့ရပါတယ်ပုံမှုလေးဆိုရင်မနှဲပါတန်းစီပြီးတော့မှမြင်ခဲ့ရပါတယ်เนาะအဲ့ဒီကနေမှတစင်တရုတ်ရဲ့ပောင်ဝင်ဆော့ဖတ်မှုကြောင့်ဆိုပြီးတော့ဝါနဲ့ MMD ကတိတိတသာနောက်ဆုတ်သွားပြီးတော့မှတော်လိုင်းရေးအဖွဲ့တွေနဲ့ မပတ်သက်ပါဘူးအယူဂျီနဲ့မဆက်နွယ်ပါဘူးဆိုတဲ့ဇာတ်တွေကိုလည်းပေါ်ပေါ်တင်တင်ထုတ်ပြောလာတာဖြစ်တယ်လို့တော်လန်ရေးအဖွဲ့တွေကိုလည်းလက်နက်ထောက်ပံ့မှုတွေအကူအညီမှုတွေမပေးတော့ပါဘူးလို့ပေါ်ပေါ်တင်တင်ထုတ်ပြောလာတာဖြစ်ပါတယ်အဲ့တော့ကျမမေးချင်တာကကျမတို့အသက်တွေကအလကားရတာလားပြည်သူတွေရဲ့အသက်တွေကရှင်တို့ကစားတဲ့ကစားကွက်ထဲမှာစတေးစရာတခုဖြစ်နေသလား မေးချင်ပါတယ်ဒီလိုမျိုးအစတည်းကပြန်ပေးမယ်ဆိုတော့စိတ်ကူးမျိုးရှိခဲ့လို့ရှင်ဘာဖြစ်လို့ကျမတို့ PDF တွေကျမတို့ပြည်သူလူထုတွေကလာတဲ့ရဲဘော်တွေရဲ့အသက်ကိုစတိရက်ခဲကြတာလေရှင်းနာစရာကောင်းပါတယ်နော်အဲ့တော့တရုတ်ကဘလောက်ထိမြန်မာပြည်မှာဩဇာကြီးနေတာလဲ မြန်မာပြည်မှာရှိနေတဲ့လက်နက်ကင်တိုင်းရင်းသားတွေအားလုံးရဲ့မူလရည်ရွယ်ချက်ကစစ်ကောင်စီကိုအာဏာနဲ့ဖိနှိပ်တဲ့လူတွေကိုကိုယ်တိုင်းရင်းသားတွေကိုကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စတင်ပြီးတော့လက်နက်ကင်ခဲ့ကြတာဖြစ်ပါတယ်။နှစ်90လောက်တိုက်ခဲ့တာလည်းမနိုင်ပါဘူး။အဲ့တော့ရှင်တို့လက်နက်ကင်ခဲ့တဲ့ရည်ရွယ်ချက်ဒီအခုချိန်မှာကုံဆုံးသွားပြီလား။နော်။တရုတ်ကိုတရုတ်ရဲ့ဩဇာကို လွန်ဆန်နိုင်တဲ့အဖွဲ့တစ်ဖွဲ့မှမရှိဘူးလားလို့မေးခြင်းပါပထမဝါကနောက်ဆုတ်တယ် UWSC ပြီးတော့ MMDA နောက်ဆုတ်တယ် MMDA ပြီးတော့ TNL တိမ့်နာတဲ့မြို့တွေပြန်ပေးတယ်အခုအဓိကကြတဲ့မုတ်ကုံမိုးမိတ်ကိုပြန်ပေးလိုက်ရပြီဆိုလို့ရှိရင်ကျန်တဲ့မြို့တွေကထက်တွက်ဆရာတော်မလို့တော့ပါဘူးစစ်ကောင်စီအလိုလိုရပြီးသားဖြစ်တော့ပါလိမ့်မယ်ပြန်ပေးမှာပါဒါတွေက เนาะအပြစ်ကရက်စဲရေးတွေဘာတွေတောင်လက်မှတ်ထိုးပြီးပြီဆိုတော့စစ်ကောင်စီနဲ့တသားတည်းဖြစ်သွားပြီလားလို့မေကွန်ထုတ်ရတော့မှာဖြစ်ပါတယ်တရုတ်ကဘယ်လိုကစားနေတာလဲဝပြီးတော့ MMDA ပြီးတော့ TNL ပြီးရင် KIA ကိုလှည့်မှာလားအနည်းဆုံး KIA ဖြစ်ပါလိမ့်မယ်เนาะ KNA ပြီးမှ KNU ကို သွားမှလာလက်ရှိတရုတ်က KNU ကိုလည်းလှည့်ကစားနေတာဖြစ်ပါတယ်။ကြားပြန်ကိစ္စနဲ့ပတ်သက်ပြီး KNU ကိုကစားနေတာဖြစ်တယ်လို့အခု TNL နေနဲ့နောက်ဆုတ်ပေးလိုက်ရတယ်။တိမ့်နာတဲ့မြို့တွေကိုပေးလိုက်ရတယ်ဆိုတော့နောက်ထပ်လက်ကွက်ကစားကွက်က KIA ဖြစ်မှာပေါ့။နော်။အဲ့တော့ကျမတို့တော်လန်ရေးကဘယ်လိုအခြေအနေရောက်သွားပြီလဲ။လက်ရှိအင်အားတွေနဲ့ချွေးတွေသွေးတွေနဲ့ တိုက်ထားတိန်းနာကြတဲ့အသက်တွေပေးထားရတဲ့အချိန်တွေပေးထားရတဲ့ဒီ9နှစ်တာကာလလုံးကအလတ်ဟတ်သက်ဖြစ်သွားပြီလားဘာလို့ဒီလိုတွေလုံရက်ကြတာလဲအဲ့တော့တိုင်းရင်းသားလက်နက်ကင်တွေဒီလေတရုတ်ရဲ့အကူအညီမပါဘူးဆိုလို့ရှိရင်ထမင်းငတ်မှာလားဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေမြန်မာပြည်ထဲမှာမနေဘဲနဲ့တရုတ်ပြည်ထဲမှာအကုန်လုံးသွားဝင်နေကြရင်ပိုမကောင်းဘူးလား ရှင်တို့အတွက်ပူပြီးတော့လုံခြုံတာပေါ့ရှင်တို့မြန်မာပြည်တွင်းထဲမှာရှိနေပြီးလက်နက်ကင်နေခြင်းသည်အာဏာရှင်နဲ့ပူးပေါင်းပြီးတော့မှရှင်တို့တိုင်းရင်းသူ တိုင်းရင်းသားမျက်နာတွေကိုမကြည့်ပဲဘဝတွေကိုမငဲ့ညာမထောက်ထားပဲရှင်တို့အကျိုးစီးပွားအတွက်ပဲရှင်တို့လုပ်နေရဆိုတာအင်မတန်ထင်ရှားလာပါပထမကတော့ကျမတို့ဒီလေပြည်သူလူထုဒီလေရှင်တို့ရဲ့လေဘင်းတွေကို တရုတ်ကညှစ်ထားတာပါဆိုတော့နားလည်မှုမျိုး ပေးခဲ့ကြပါသေးတယ်။ဒီလိုဆိုရင်ဘာဖြစ်လို့ကျမတို့ပြည်သူလူထုအသက်တွေကိုစည်သေးခဲ့ကြသေးတာလဲ။ရှင်တို့အရေးချင်းနဲ့ရှင်တို့အရေးချင်းတစ်ခုတည်းနဲ့ဒီမျိုးတွေကိုတင်နာခဲ့တာမဟုတ်ပါဘူး။ပြည်သူတွေပါဝင်လာတဲ့စိတ်ဓာတ်ခွန်အားတွေရှိတယ်။ပြည်သူတွေပါဝင်လာတဲ့အလှငွေတွေရှိတယ်။ပြည်သူတွေပါဝင်လာတဲ့ချွေးတွေသွေးတွေအင်အားတွေအသက်တွေရှိခဲ့တယ်။ဒါကြောင့်ရှင်တို့ တင်နာခဲ့ရတာပါဒါဆိုလို့ရှိရင်ကျမတို့ကစစ်ကောင်စီလက်ထဲကိုဒီနယ်မြေတွေပြန်ပေးရဖို့အတွက်ကျမတို့လူတွေကျမတို့ရဲဘော်တွေတမင်တကာအသက်ပေးပြီးရှင်တို့လက်ထဲကိုထည့်ပေးလိုက်ရတဲ့သဘောဖြစ်သွားပြီလားနာကြီးစရာတော့တော်တော်ကောင်းတယ်အဲ့တော့ဒီပုံမှာကျမတို့ဗာဆက်လုံးမှာဖြစ်တာကဖြစ်ပြီးသွားပါပြီ DNA လေကတော့เนาะ လူကပြုတ်ပဲပေါ့ရှင်နော်ဟိုငါလက်ကလွတ်ငါကိစ္စပြီးပြီပေါ့ဒါပေမဲ့တာဝန်ရှိပါတယ်ရှင်တို့ဒါကတာဝန်ပဲဖြစ်ပါတယ်ရှင်တို့တာဝန်ယူရမယ့်ကိစ္စဖြစ်ပါတယ်ရှင်တို့လက်ကလွတ်ပြုတ်ဆိုုံနဲ့တော့မပြီးပါနော်အဲ့တော့ပြည်သူလူထုကိုဟိုစဉ်းစားရမယ့်အချိန်လည်းဖြစ်တယ်နော်ကျမတို့ မြမနိုင်ငံထဲမှာဗမာလူမျိုးကြီးဝါဒဆိုပြီးတော့တုံးဆွဲခဲ့တာအခုအချိန်တော်လည်းကာလကြီးမှတော့တချို့ဒီစကားကိုတုံးဆွဲပါတယ်ဥပမာပေါ့ကျမတို့ boycott လို့လို့တခြားတိုင်းရင်းသားနာမည်တွေပါသွားရင်ဒါမှမဟုတ်တခြားတိုင်းရင်းသားနာမည်တွေကခေါင်းဆောင်တွေမဟုတ်တာလုပ်နေလို့မမှန်မကန်လုပ်နေတာတွေအော်တဲ့အခါကြလို့ရှင်သူတို့ကကျမတို့ကို UNG ကဘာအတုံးကြလို့လဲတော့ ဗမာတွေကဒီလိုပဲလို့ဗမာလူမျိုးကြီးဝါဒတုံဆွဲခဲ့ရတော့ဗမာတွေစောက်တုံးမကြဘူးဆိုတဲ့ comment တွေကိုကျွန်တော်တို့အမြဲတမ်းတွေ့နေခဲ့ရတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီလိုပြောနေတဲ့လူတွေကတိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေရဲ့လက်အောက်မှာရှိနေတဲ့တိုင်းရင်းသားပြည်သူလူထုကိုရောကျွန်တော်မိကွန်းတခုထုတ်ချင်ပါတယ်။အခုလက်ရှိကြားနေရတာမြင်နေရတဲ့အတိုင်းဆိုလို့ရှိရင် ဗမာလူမျိုးကြီးဝါဒဗမာတွေအသုံးမကျလို့ဒီလိုဖြစ်ရတယ်ဆိုတဲ့စကားမှန်ကန်ပါရဲ့လားဗမာတွေအသက်ပေးပြီးတိုက်နေတာလေမှန်ကန်ပါတယ်ကျမတို့ဘက်ကတိတ်ခါရှိရှိနဲ့တိုက်နေတာပါနော်အဲ့ဒီအပြင်ကိုမှအယူကြီးဝန်ကြီးများအနေနဲ့စစ်ကောင်စီရဲ့လက်အောက်မှာရှိမနေတာတော့ တေချာတယ်လို့စစ်ကောင်စီနဲ့စီးပွားတူအကျိုးဘက်လုတ်ထားတာဘာတခုမှမရှိပဲကေးရှင်းနေဆိုတာတေချာပါတယ်နော်စစ်ကောင်စီနဲ့မကေးရှင်းတာအဲ့ဒီတိုင်ရင်သားလက်နက်ကင်ခေါင်းဆောင်တွေအားလုံးပါပဲဒီတိုင်းကျမတို့ကြည့်မယ်ဆိုလို့ရှိရင် KIAD လည်းမကြခင်မှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုနဲ့စစ်ကောင်စီကို ပြန်ပေးရပါတော့မယ်။ကျွန်တော်တို့ခန့်မှန်းလို့ရပါပြီ။စင်တကောင်လုံးကြီးမြို့သွားမှာကုံသွားပြီလို့ပြောလို့မရပါဘူး။ဒီချိန်မှာကျွန်တော်တို့ပြည်သူလူထုတွေဘာလုပ်မှာလဲ။အယူကြည်ကောဘာလုပ်မှာလဲ။ဟာလာမမလူမျိုးကြီးဝါဒကြည့်သုံးတယ်ဆိုတဲ့စကားကိုတွင်တွင်ကြဲကြဲပြောခဲ့တဲ့အခုအချိန်ထိပြောခဲ့တဲ့တိုင်းရင်းသားတွေကိုကျွန်တော်တို့မေခွန်းထုတ်ချင်တယ်။အကယ်၍ဒီတော်လန်ရေးမအောင်မြင်ခဲ့လို့ရှိရင်ရှင်တို့ပြောနေတဲ့ ဗမာလူမျိုးကြီးဝါဒဗမာတွေစောက်သုံးမကြလို့မဟုတ်တော့ပါဘူးရှင်တို့ကိုလက်နက်ကင်ပြီးရှင်တို့ရဲ့အသက်အိုးအိမ်အတွက်ကာကွယ်ပါတယ်ဆိုတဲ့ခေါင်းဆောင်တွေကိုလာစစ်ကြုံဘဝကိုကြေကြေနက်နက်ရှင်တို့တွေရဲ့ဘဝတွေအနာဂတ်တွေကိုထိုးပေးလိုက်တယ်ဆိုတာကိုသိတာထင်ရှားအောင် ကျွန်မကဒီဗီဒီယိုဖိုင်နဲ့ပြောလိုက်ခြင်းဖြစ်ပါတယ်။မလောက်ကြပါ